မင်္ဂလာပါရှင်မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံဟာလက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားလာတာကလေးနေကြော်လာပြီးဖြစ်ပါတယ်ဒီလေးနေကြော်ကာလတွင်တိုင်းသာလက်နက်ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာမျိုးတွေကိုထိန်းချုပ်ထားပေမဲ့မကြမီမှာလူပြုံးတိမှုတွေနဲ့အတူလက်နက်ဆုံးရမယ့်အခြေအနေမျိုးကိုတဖြည်းဖြည်းရောက်ရှိလာမယ်လို့သုံးသပ်မှုတွေရှိနေပါတယ်ရုပ်သံဖိုင်ထဲမှာတိုင်းသာလက်နက်ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေ လက်နဲ့ဆွရမယ့်အချိန်ကိုဘာကြောင့်ရောက်ရှိနိုင်မလဲဆိုတာကိုပြပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတောင်မီဒီယာ channel ကို subscribe နဲ့ like ရန် share လုပ်ပေးပါရှင်။ပြည်တဲ့ကြီးမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလည်းနေကိုင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဟာလေးနှစ်ကျော်လာပြီဖြစ်ပါတယ်။ဒီလေးနှစ်ကျော်ကာလအတွင်းမှာ NASA ကဟာမြို့တွေကိုလက်လွတ်ထားရပြီမဲ့ နာဆကဥက္ကဋ္ဌဘူကျော်မူကြီးမင်းအောင်လှိုင်ဟာတိုင်းသာလနဲ့ကအဖွဲ့ရီနဲ့ PDF အဖွဲ့ရီကိုလက်နဲ့ဆွန်ပြီးပါတီနိုင်ငံရေးလှုပ်ဖို့ပြီးခဲ့နှစ်အတွင်းတိုက်တွန်းခဲ့ပါတယ်။မြို့တွေလက်လွတ်ထားရတဲ့မှာလက်နဲ့ဆွန်ဖို့တောင်းဆိုခဲ့တဲ့ဘူကျော်မူကြီးမင်းအောင်လှိုင်ရဲ့ပြောဆိုချက်တွေကိုရက်ကလနဲ့ကအဖွဲ့အေးအေးအဖွဲ့အပါဝင်တိုင်းသာလနဲ့ကအဖွဲ့တွေကလည်းဝေဖန်လှောင်ပြောင်းတာတွေရှိခဲ့ပူပါတယ်။ဒါပေမဲ့နာဆကကိုအာဘီထောက်ခံသူတွေနဲ့စီးရင်စိတ်ဝင်စားသူတွေကြမှာတော့ တိုင်းသားလည်းနဲ့ကန်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကိုလက်နဲ့စုံဖို့တိုက်တွန်းခဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ပြောဆိုချက်တွေကိုစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာတိုင်းသားလည်းနဲ့ကန်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကိုအပြစ်ကရစရေးဆွေးနွေးရတဲ့လက်နဲ့စုံဖို့တိုက်ရိုက်တိုက်တွန်းခဲ့ခြင်းဖြစ်အောင်အကြောင်းမဲ့တဲ့ပြောဆိုခဲ့တာမျိုးမဟုတ်ဘူးလို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။စီးရေးစိတ်ဝင်စားသူတို့ကနိုင်ငံတော်အကြီးအကဲတမတော်ခေါင်းဆောင်တို့အနေနဲ့ ဒီစကားကိုအကြောင်းမဲ့တသက်ပြောဆိုကြရမျိုးမဟုတ်ဘူး။ဘိုးကျော်မူကြီးမှလည်းဒီစကားပြောရတဲ့အကြောင်းရှိနေပါတယ်။အခုဆိုရင်ဘိုးကျော်မူကြီးမင်းအောင်လှိုင်ရဲ့ရုရှားနဲ့ဘီလာရုစ်နိုင်ငံကိုသွားရောက်တဲ့ခရီးစဉ်ကိုလေ့လာကြည့်မိတယ်။ပြည်တွင်းမီဒီယာတွေအပြင်နိုင်ငံတကာမီဒီယာတွေမှလည်းဘိုးကျော်မူကြီးမင်းအောင်လှိုင်ကရုရှားအာဂါတာဂျူဒူနဲ့ဆက်ဆက်တဲ့ဌာနတွေဆက်ယုံတွေကိုသွားရောက်လေ့လာခဲ့တာကို ဖော်ပြကြတယ်။မြမအစိုးရအနေနဲ့ဂျူဒူပိုင်ဆိုင်ဖို့စူးစမ်းနေရဆိုတာ စိတ်ဝင်စားဖို့ကောင်းလာစေရဲ့တကယ်လို့မြန်မာနိုင်ငံဟာအရက်ဘက်၃ဂျို့တို့စိဘက်၃ဂျို့တို့ပိုင်ဆိုင်အသုံးပြုလာမယ်ဆိုရင်လက်နဲ့ကင်သဘုံတွေကိုလက်နဲ့ဆုပ်ဖို့တိုက်တွန်းခဲ့နာဆာကဥက္ကဋ္ဌရဲ့တောင်းဆိုချက်တွေဟာအကြောင်းမဲ့တဲ့ပြောနေတာမျိုးမဟုတ်ဘူးလို့လည်းတွေးမိရဲ့တကယ်လို့မြန်မာနိုင်ငံကစိဘက်၃ဂျို့တို့ပိုင်ဆိုင်အသုံးပြုလာမယ်ဆိုရင်တော့လက်နဲ့ကင်သဘုံတွေဟာလက်နဲ့ဆုံရမယ့်အချိန်ကိုရောက်ရှိလာတော့မှဖြစ်တယ်လို့ပြောပါတယ်တခြားစီစိတ်ဝင်စားသူတဦးကလည်း အခုတပ်ဘက်မှာဒရုန်းကအရန်ကိုအရေးတားလာပါပြီအခုချိန်နေမှာကို မရှင်းနိုင်တာတပ်ဘက်ကစစ်သုံးဒရုန်းတွေစစ်သုံးပါရာမိုတာတွေထပ်မံဝယ်ယူတာမျိုးပြည်တွေမှာထုတ်လာနိုင်မယ်ဆိုရင်တပုံတွေဘလုံးမှမခံနိုင်ပါဘူးရုရှားစီကစစ်ဘက်သုံးဂျိုတူရောက်ဖို့ကအချိန်လေးညမျိုးရှိရဲ့ပထမတစ်မျိုးကရုရှားဂျိုတူပြစ်စင်တွေကနေလွတ်တင်ပေးလိုက်တာဒုတိယတစ်မျိုးကရုရှားစီကနှီးပညာယူပြီးမိမိပြည်တွင်းမှာထုတ်လုပ်လွတ်တင်နိုင်ဖို့ပါနှစ်ခုလုံးဖြစ်လာမှာပါဆိုတော့ တပုန်နေအနေနဲ့အလဟတ်သက်အသက်မသေးခြင်းရင်းချင်ရင်နဲ့လက်နဲ့လဲတာအကောင်းဆုံးပဲလို့ပြောကြင်ပါတယ်ဆိုပြီးတော့ဗိုလ်တော်မီဒီယာရဲ့ဆက်သွယ်မေးမြန်းမှုကိုတုံ့ပြန်ဖြေဆိုခဲ့ပုံပါတယ်။ဆေဘက်တုံးဂျိုတုဆိုတာနိုင်ငံတကာနိုင်ငံအတွက်စီးရေးဆိုင်ရာရည်ရွယ်ချက်တွေနဲ့အသုံးပြုတဲ့ဂျိုတုတွေကိုခေါ်ဆိုခြင်းဖြစ်ပြီးတော့တည်င်းရယူမှုဆက်သွယ်မှုလမ်းညွှန်မှုနဲ့တိုက်ခိုက်မှုအရေးသေးမြင့်တင်မှုတွေအတွက်အသုံးပြုနိုင်တယ်လို့သိရပါတယ်။ဆေဘက်တုံးဂျိုတုအမျိုးအစားတွေဟာ ဆေးဘဲဆိုင်ရာတရင်အချက်လက်တွေကိုအမြန်ဆုံးရယူနိုင်စေဒုံးကြီးစနစ်တွေကိုတိကျစွာဦးတည်စေနိုင်စေရတူတက်တွေရဲ့လှုပ်ရှားမှုတွေကိုခံမဲနိုင်စေတမရော်သားတွေအကြောင်းအဆက်အသွယ်ချိတ်ဆက်နိုင်စေရန်သူရဲ့ဂျိုတူးတွေကိုထိန်းချုပ်ဖို့ဆောင်ရွက်နိုင်စေမြေပြင်ပေါ်ရှိ ရန်သူတင်းလျာစစ်စင်ရေးအဆောက်အအုံတွေနဲ့လှုပ်ရှားမှုတွေကိုထောက်လှမ်းစေ Optic Gate Infrared Radar Imaging စနစ်တွေကိုအသုံးပြုနိုင်စေစားတဲ့အချက်တွေကို လုံးဆောင်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။ဆေဘက်သုံးဂျိုတူရီဟာခင်မီစစ်ပွဲတွေမှာအလွန်အရေးကြီးတဲ့ဤပညာတစ်ခုဖြစ်တယ်လို့သိရပါတယ်။ဆေဘက်ဆောင်ရဂျိုတူကိုမြန်မာနိုင်ငံကပိုင်ဆိုင်လာမယ်ဆိုရင်မြန်မာနိုင်ငံဟာအာဆီယံဒေသအတွင်းနိုင်ငံတွေရဲ့မှာဆေဘက်ဆောင်ရဂျိုတူကိုတတိယမြောက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာဝဲရှိနေပါတယ်။ Telegram လူမှုကွန်ရက်မှာမြန်မာတက်မတော်နဲ့ပတ်သက်ပြီးတော့စစ်လက်နဲ့အကြောင်းအရာတွေကိုရှင်းတာနေတဲ့ channel တစ်ခုဖြစ်တဲ့ Tamro Observation အမည်ရှိတဲ့ channel ကတော့ မြန်မာတပ်မတော်ဟာမကြမီချိန်တွင်မှအာဆီယံရဲ့တတိယမြောက်စစ်ဘေးဆိုင်ရာဂျိုတုပိုင်ဆိုင်လာနိုင်ပွဲရှိရလို့ဖော်ပြထားပါတယ်။တပ်မတော် Observation Channel ရဲ့ဖော်ပြချက်တွေထဲမှာမြန်မာတပ်မတော်ဟာမကြခင်အချိန်တွင်အာဆီယံရဲ့တတိယမြောက်စစ်ဘေးဆိုင်ရာဂျိုတုပိုင်ဆိုင်လာနိုင်ပွဲရှိပါတယ်။ဝကြံမူကြီးမင်းအောင်လိုင်းရဲ့ရုရှားနိုင်ငံခရီးစဉ်အတွင်းရုရှားနိုင်ငံရဲ့အာကာသအေဂျင်စီကို2022ခုနှစ်ကတက်ခေါင်နေအခုလည်း GSC Progress ဆက်ရုံကိုရောက်ရှိပြီးတော့ ရုရှားနိုင်ငံပိုင်အာဂါဒါကော်ပိုရေးရှင်းရဲ့ညွှန်ကြားရေးမှူးချုပ်မစ္စတာဒီမီထရီဘာဂါနော့နဲ့ကိစ္စုံဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးမှုအကြောင်းတွေကို မသိရပေမယ့်လေဆက်သူရဲ့ပြောကြားချက်အရစစ်ဘက်ဆိုင်ရာဂျိုတုနဲ့တခြားဘက်ဆောင်သုံးဂျိုတုတလုံးစီဝယ်ယူကလွတ်တင်မယ်လို့ကနေဦးသိရပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာလည်းဂျိုတုတီဆောင်ရေးစက်ယုံနဲ့လွတ်တင်ရေးစင်စာကိုပါဆောက်လုပ်မယ်လို့သိရပြီးတော့အနာဂတ်မှာကိုပိုင်တီဆောင်ကလွတ်တင်မယ့်အစီအစဉ်မျိုးရှိမယ်လို့ခန့်မှန်းရပါတယ်။ ပေါ်ကြောင့်မူကြီးဟာ JSC Progress စက်ရုံကိုရောက်ရှိတဲ့အချိန်မှာထပ်ပေါ်လာတဲ့တပ်ပုံတွေအရမြန်မာနိုင်ငံရဲ့စစ်ဘက်သုံးဆိုင်ရာသုံးဂျိုဒူဟာ AISD 2M ဂျိုဒူဖြစ်မယ်လို့ခန့်မှန်းရပါတယ်။ AISD 2M ဂျိုဒူဟာ 3D Dimension ဂျိုဒူတလုံးဖြစ်ပြီးတော့သူ့မှာနည်းပညာမြင့်မာတဲ့အာယုံကန်စင်ဆာတွေနဲ့ပါဝင်ပါတယ်။ဆွဲအားဖြင့် Panchromatic Camera နဲ့ Multi Spectral Camera နှလုံးလည်းပါဝင်ပါတယ်။ Panchromatic Camera ဟာဆိုရင် Resolution အနေနဲ့ တိတိတတ်မှ9မီတာဖြစ်ပြီးတော့ Martin Spectral Camera ရဲ့ resolution ကတော့3.6မီတာဖြစ်ပါတယ်။ကင်မရာအနေနဲ့ဆိုရင် တော်တော်လေးကိုအားကောင်းတဲ့ကင်မရာမျိုးတွေဖြစ်ပြီးတော့လက်မှာပတ်ထားတဲ့နိုင်တဲကစက္ကန့်အတိအကျကိုပါအာကာသကနေလှမ်းကြည့်နိုင်စွမ်းရှိပါတယ်။သုံးဘက်ပြင် 3D dimension နဲ့မြေပုံတွေကိုအချိန်တို့တွင်ဖန်တီးနိုင်ပြီးမြေပြင်တပ်ဖွဲ့တွေရဲ့ဌာနချုပ်တွေကိုပေးပို့နိုင်ပါတယ်။ကမ္ဘာမြေပြင်အထက်400နဲ့600ကီလိုမီတာအမြင့်ကနေ လက်ပတ်ပြီးတော့ solar system နဲ့လျှက်စစ်တပ်ကိုထောက်ယူအသုံးပြုပါတယ်။သူရဲ့တံတန်းက9နှစ်ကနေ6နှစ်ထိသုံးနိုင်ပြီးခံမှန်းကုန်ကြောင့်ဝေးတန်း30နဲ့တန်း50ကျားလောက်ရှိနိုင်ပါတယ်။ကျွန်တော်ရဲ့ခံမှန်းချက်ပါဒါမှမဟုတ်တန်း50ဆိုရင်တော့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောလို့ရပါတယ်။ဆေးဘဲဆိုင်ရာသုံးဂျိုတို့တလုံးရှိုံနဲ့တိုက်ပွဲရလက်ကတိတိတတာကိုပြောင်းလဲနိုင်ပါတယ်။ဂျိုတို့ရှိုံနဲ့ရန်သူရဲ့လှုပ်ရှားမှုတွေကိုအချိန်ပြည့်ဆောင်ကြည့်နိုင်ပါတယ်။တိုက်စေဖွင့်မယ်ဆိုရင်မိမိတပ်ဖွဲ့ရဲ့လှုပ်ရှားမှုကို ဓာတ်ရိုက်ကြီးစုကကုတ်ကဲနိုင်ပါတယ်။အဲဒါပြင်ဆေးဘဲဆိုင်ရာဆက်သွယ်ရေးတွေမှာလည်းအရင်ကထက်ပိုမိုလုံခြုံခင်မိလာမှာဖြစ်ပါတယ်။လေးချောင်းဖရီတွေဂျိုတူကနေတဆင့်လေရင်တွေကိုချိတ်ဆက်ကပိုမိုအစင်းမြင့်စွာစိတ်ကစားနိုင်ကြမှာဖြစ်ပါတယ်။လေရင်ဒါမှမဟုတ်မြေပြင်ကနေပြတဲ့ပဲ့ထိန်တုံးတွေကိုဂျိုတူကနေဓာတ်ရိုက်ထိန်ချုပ်ကပြင်းမှတ်ကိုတရားရဂိုင်းလုံးထိအောင်ပြစ်ခတ်နိုင်ပါတယ်။ဒီချက်တွေနဲ့တဂျိုတူတလုံးရှိအောင်နဲ့မြမပြည်တွင်စရာတက္ကနာအတွင်ခြုံငိမ့်သွားနိုင်စွမ်းရှိပါတယ်။ ဒါပြင်မြန်မာတပ်မတော်မှသာဂျိုတိုးပိုင်ဆိုင်လာမယ်ဆိုရင်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းနိုင်ငံတွေကိုလည်းစီးရဲအရများစွာချင်းကျောက်နိုင်စေရှိလာမှာပါမြန်မာတပ်မတော်အနေနဲ့ဂျိုတိုးစီမံကိန်းကိုအရင်ကတည်းကစူးစမ်းနေရဖြစ်ပြီးတော့တပ်မတော်မှလည်းအာဂါတဤပညာနဲ့ပတ်သက်ပြီးကျွမ်းကျင်ပညာရှင်တွေတဲ့ရှိနေပြီးသားဖြစ်ပါတယ်ဂျိုတိုးစားလုံးနိုင်စွမ်းကိုကြည့်မယ်ဆိုရင်လည်းကမ္ဘာအကြီးဆုံးစကြင်ကျောက်ဖျားကြီးကိုပြည်ပဤပညာတစုံတရာမပါဝင်ပေတီထောင်နိုင်ခဲ့တဲ့တပ်မတော်အဖို့ အာဂါဒရင်နဲ့ဒုဒုတွေတိစားဖို့မခက်ခဲတော့ပါဘူးပြည်တွင်းအကြံဖတ်မှုတွေထုံငိမ့်နိုင်မှုကဒုဒုဒဇင်းပေါ်မှာအများကြီးမှုတည်နေပါပြီဆိုပြီးတော့သုံးသက်ရေးသားဖော်ပြထားပါတယ်ဘလိုပင်ဆိုနေစေကမူတိုက်ပွဲချင်းကြာလာနေအမျှတိုင်းတော်လည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာလူပြုံးတိမ်မှုတွေအပြင်ဒေတာကန်လူတို့ထောက်ခံမှုတွေကြာစင်းလာနေရအခက်အခဲများစွာရင်ဆိုင်နေရပါတယ်။နာဆာကတက်တွေကလည်းမြေပြင်ဝေဟင်ဒရုန်းနဲ့ စက်တက်လေးသေးပေပါတွဲဖက်အသုံးပြုတိုက်ခိုက်လာနေတဲ့အတွက်တိုင်းသားလည်းနဲ့ကအဖွဲရီနဲ့ PDF အဖွဲရီအထင်းနာနေရပြီးနာစာကကစေဘက်သုံးဂျိုတုကိုအသုံးပြုပြီးတိုက်စစ်အချိန်မြင့်တိုက်ခိုက်လာမယ်ဆိုရင်တော့တိုင်းသားလည်းနဲ့ကအဖွဲရီနဲ့ PDF အဖွဲရီရဲ့နေဝင်ချိန်ဟာတဖြည်းဖြည်းကိုရောက်ရှိလာမယ်လို့သုံးသပ်မှုလည်းရှိနေပါရဲ့ရှင်